နိုင်ပွင့်နဲ့ပရိသတ်တွေကိုနှုတ်ဆက်သွားပြီဖြစ်တဲ့အွန်လိုင်းအဆန်းအွန်လိုင်းအဆန်းကတော့ professional ကစားသမားနောက်ဆုံးပွဲစဉ်တွေနဲ့ဒီနေ့မနက်မှာတော့ Sweden Fighter Kazakhstan ကိုဒုတိယအချီမှာအလဲထိုးနဲ့အနိုင်ယူထိုးတက်ခဲ့ပါတယ်ဒီပွဲမှာထူးခြားစွာဖြင့်ပွဲအစမှာမြန်မာဆိုတော့လေးပြူမှအမဲလိုက်ကတချင်းနဲ့ကျိုးဝိုင်းတဲ့အထိလာရောက်ဖျော်ဖြေပေးခဲ့သလိုဒီပွဲစဉ်ဟာအွန်လိုင်းအဆန်းနဲ့ပရိသတ်တွေအတွက်ရင်ထဲအမြဲကြံခဲ့မဲ့ပွဲလေးဖြစ်ပါတယ် ချိန်တိုင်းဒါအွန်လိုင်းအဆန်ကိုတော့အဖဥယင်စံထူးအောင်အမိဒေါ်ရှာတန်နံဘူးတို့မှမွေးခြင်း၅ရောင်နဲ့တတိယမြောက်သားဖြစ်မွေးဖွားခဲ့ပါတယ်။ကချင်ပြည်နယ်မြကြီးနားမြို့ဒုက္ကထောင်ရက်ကွက်မှာကချင်တိုင်းဒါသူဖြစ်ကအတန်းပညာကိုတော့ရန်ကုန် International School တွင် တက်ရောက်သင်ကြားခဲ့ပြီးနောက်2000ခုနှစ်အကုန်2000ခုနှစ်တွင်အမေရိကန်နိုင်ငံမှာစတင်ရှိချနေထိုင်၍အမေရိကန်နိုင်ငံမစ်ရှိဂန်ပြည်နယ်အင်ဒရူးတက္ကသိုလ်မှစိုက်ပျိုးရေးဘာသာရပ်နှင့်ဘောရရှိထားသူလည်းဖြစ်ပါတယ်။ 2005ခုနှစ်တက္ကသိုလ်တက်နေစဉ်ကာလမှာပျော်ရွမ်းကလပ်များ၌ရှင်ပြိုင်ထိုးတက်နေခဲ့ပြီးပညာရှင်လက်ဝေလောကကိုဝင်ရောက်လာခဲ့သူလည်းဖြစ်ပါတယ်။ ဝမ်ချန်ပီယံရှစ်ရဲ့ချန်ပီယံကိုတော့2019ခုနှစ်ဇွန်လ30ရက်နေ့တွင်ရန်ကုန်မြို့မှာကျင်းပသောကုခန်ပညာဘောင်းဆောင်အသုံးပြုရှင်မြန်ရတဲ့ MMA ဝမ်ချန်ပီယံရှစ်ပြိုင်ပွဲမရေဝေတန်ကမ္ဘာချန်ပီယံလူပွဲတွင် အောင်လရဲ့ဆန်းကချန်ပီယံဘေဒက်စ်ကိုလက်ရည်အသားဖြင့်ထိုးသတ်ပြီးအမှတ်ဖြစ်နိုင်ရယူကာကမ္ဘာချန်ပီယံစုကိုစွခူးနိုင်သောပထမဦးဆုံးမြန်မာဖိုက်တာလည်းဖြစ်ပါတယ်။အောင်လရဲ့ဆန်းဟာဝမ်ချန်ပီယံရှစ်ရဲ့မရေဝေတန် လိုက် heavyweight တန်းတွေမှာကမ္ဘာ့ချန်ပီယံခပတ်ကိုနှစ်ခုအထိရယူပြထားပြီးပရိသတ်တွေရင်ထဲမှာပျော်ရွှင်မှုတွေပေးခဲ့တဲ့ fighter တူဦးလည်းဖြစ်ပါတယ်။ကမ္ဘာ့ချန်ပီယံခပတ်တွေကိုတော့ Netherlands နိုင်ငံသား AMA fighter Rania ကိုရှုံးနေခဲ့ပြီးပေးအပ်ခဲ့ရလည်းဖြစ်ပါတယ်။ online ဆန်းအနေနဲ့စုစုပေါင်း1 championship မှာကစားသမားဘဝပွဲပေါင်း20အထိကစားပြီး15ပွဲအထိအနိုင်ရယူပြထားပါတယ်။ အသက်40ရှိပြီဖြစ်တဲ့အွန်လိုင်းအင်ဆန်ဟာနောက်ဆုံးကစားထားတဲ့ဒီနေ့မနက်ပွဲစဉ်အပါ6ပွဲမှာတော့4ပွဲနိုင်2ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားပါတယ်။ဒီနေ့မှာတော့လေးပြည့်မြန်မာမီဒီယာအနေနဲ့မြမကုံဆောင်အွန်လိုင်းအင်ဆန်ရဲ့နောက်ဆုံးနှုတ်ဆက်ကစားပွဲနဲ့အွန်လိုင်းအင်ဆန်ရဲ့ဖြတ်သန်းမှုဘဝအကြောင်းတချို့ကိုတင်ဆက်ပေးခဲ့တာလေးဖြစ်ပါတယ်ခင်ဗျာ။